ရေဘေးတံတင်းခဲ့တဲ့စစ်တုဒ္ဒရာမြို့နယ်အတွင်းမှာအုတ်ချုပ်ရည်မှုကစဘာအတင်းဆိုင်ခိုင်းပေမဲ့လယ်တွေမှာရေမရှိတော့တဲ့အတွက်စဘာဝင်တွေသေဆုံးနေပါတယ်။ဥဇော်ဖေကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဒီပြည်ထောင်တင်းခဲ့တဲ့လေဒီယိုမှာနုံတွေကနှစ်ပေလောက်ထိဖုံးလွှမ်းနေကြတာပါခရိုင်အုတ်ချုပ်ရည်မှုဆိုသူကနိုင်ငံတော်အဆင့်လူကြီးတွေလာကြည့်တဲ့အခါပြန်လဲတီဆောက်ရည်တွေလုတ်ပြီးနေပြီဆိုတာပေါ်လွင်အောင်တောင်သူတွေကိုနှုံးမြေတွေတဲ့စပားတွေအတင်းအရမကျက်ပက်ခိုင်းနေတာဖြစ်တယ်လို့လေသမားတွေကပြောပါတယ် ဟိုအထက်မှာမုတ်တမန်အောက်မှာကြီးအောင်ကြီးဝတမန်အဲ့ဒီတမန်ကြီးတစ်ခုကြမှာကျွန်တော်ကျုပ်တို့စရုပ်တရားမျိုးကဂျူဒိုးဝင်တဲ့မျိုးတိုင်ပြည်ကလူဒီနေတဲ့မျိုးကျွန်တော်တို့မျိုးอ่ะအဲ့ဒါဟိုကြောင့်ဘူပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ဟောဒီစရုပ်တရားမျိုးအမှတ်နဲ့လေပြင်းစုရွက်ကွက်မှာမိလောင်နေအင်ဂျီ90တက်တက်ပြောင်းနေခုရေမြုပ်ပြန်ပြီးကျွန်တော်တို့အဲ့တော့ရေမြုပ်တော့ခုမြင်နေအတိုင်းပဲ လေဒီဟာဘယ်လုံးမှကျွန်တော်ပြန်လဲတိဆောက်ဖို့ဟာမလွယ်တဲ့အချိန်အဲ့လိုခရင်အုပ်ချုပ်ရေးမှုကလာပြီးကမှဘာပြောလဲဆိုတော့မြောင်းဦးဆယ်ဦးမှစစ်ကြည်တွေငှားပြီးကမှတို့ဆောင်ကျင်းပေးပြီးပြီလုတ်ကင်ပေးပြီးပြီမင်းတို့အနေနဲ့အဲ့ဓာဒီကိုဆက်လက်ပြီးအောင်ကြမ်းတဲ့ဟာတွေလုတ်ကြကေစီရဲ့အဖွဲ့တွေကလာပြီးအောင်မပေးတဲ့ဟာတွေနဲ့ကျင်းတဲ့မင်းနဲ့ပေးတဲ့ပစ္စည်းလေးတွေစားစရာတောက်စရာလေးတွေနဲ့ကျင်းတဲ့မင်းနဲ့မင်းတို့အဲ့ဓာတွေလုတ်မှငါလုတ်ပေးတာတဘောအစား မင်းတို့လုပ်ပြတာကမင်းတို့အဲ့ဒါနဲ့ကျင်းနိုင်နေမယ်တခဏစားနဲ့မင်းတို့ကျင်းနိုင်နေမယ်ဆိုလို့ရှိရင်မင်းတို့တိုင်းနဲ့မင်းတို့ကံမင်းတို့ကျမမင်းတို့ဖန်တီတို့တာဝန်ကျေးပြီလို့ပြောသွားတယ်ရှစ်တုတ္တရာမျိုးမျိုးဦးအရှိတနေရာတဲ့တွင်လေက980ရှိနေပြီးအာလုံးနီပါဘာတိနံမှစိုက်ပြိုးမရအောင်ဖြစ်ကြံခဲ့တာပါစဘာပင်တွေကျက်ပက်ထားတဲ့လေတွေတဲ့ရင်းနှုံမြောင်းကလည်းနှုံးတွေဖုံးလန်းသွားပြီးကောသွားခဲ့တာကြောင့်လေတွေတဲ့ရေမြောင်းနိုင်တော့တာဖြစ်ပါတယ်။တရုတ်တရားမျိုးလေမျိုးဥရှိလေဘွဲဟာ เอก980ရှိပါတယ်ခင်ဗျာเอက980အနှစ်2021ခုနှစ်ကြီးအောင်ကြီးဝရေလုံတမန်ပြီးကြတဲ့တလို့เอกတရားကျော်လုတ်ကင်လို့မရပါဘူးခင်ဗျာအခုဆိုရင်အခု2015ခုနှစ်မှာဖြစ်တဲ့ရေမှာဆိုရင်เอက980သလုံးလုံးဝပြည့်စုံသွားပါတယ်ခင်ဗျာအခုအာနာပိုင်တွေကစပားပင်ကိုညီညာရေးအတွက် အတင်းအာရမတွန်းထိုးပြီးပြကြခိုင်းလို့ပြကြရတာဆိုရင်အခုပကြရဲ့အထက်မှာမြင့်မြင့်ကိုတို့ပါခင်ဗျာဒါမဖြစ်နိုင်တဲ့ကိစ္စပါခင်ဗျာရှေတုတရားတမြုပ်နယ်လို့လေဧကတထောင်ကျော်နုံးနဲ့ကြောက်ခဲတွေဖုံးလန်းသွားခဲ့တာဖြစ်ပါတယ်အခုစဘာအတင်းပြန်ဆိုင်ခိုင်းတာနဲ့ပတ်သက်ပြီးအုတ်ချွေမှုကိုမေးကြည့်တဲ့အခါမှာအတင်းဆိုင်ခိုင်းတာမဟုတ်ဘဲတောင်သူတွေရောက်လာတော့တဲ့အတွက်အငားခေါ်ဆက်ရတဲ့အထိလုတ်ပေးခဲ့ရတယ်လို့ပြောပါတယ်ရေတွေထဲကိုရေရောက်ဖို့ဆိုတာ တောင်သူတွေပူးပေါင်းဆောင်ရွက်မှသာဖြစ်နိုင်မယ်လို့ဆိုပါတယ်ခင်ဗျာကျွန်တော်ဇော်ဖေပါ